စိုးပြည့်စင်နဲ့နာမည်ထွက်နေပေမဲ့မွန်ပြည်နယ်ကခလိုနီသူတင်းနဲ့ယူတော့မယ်လို့သတင်းထွက်နေတဲ့ဟင်းဝေရယ်စိုးပြည့်စင်နဲ့လက်ထက်မယ်လို့သတင်းတွေထွက်ပြီးကာမမွန်ပြည်နယ်မော်လမြိုင်မြို့ခလိုနီသူဒေးသမီးနဲ့ယူတော့မယ်လို့သတင်းတွေထွက်နေတာကတော့ဟင်းဝေရယ်အစိုးပိုင်းမှာတော့ဟင်းဝေရယ်ဟာစိုးပြည့်စင်နဲ့လက်ထက်တော့မယ်လို့သတင်းတွေထွက်နေကြတာပါဒါပေမဲ့လည်းတကယ်တမ်းတော့ဟင်းဝေရယ်လက်ထက်မဲ့သူကစိုးပြည့်စင်မဟုတ်ဘဲနဲ့မွန်ပြည်နယ်မော်လမြိုင်မြို့ကထိတ်တန့်ခလိုနီသူဒေးကြီးရဲ့သမီးဖြစ်လာခဲ့ပါတယ် အခုဆိုရင်အင်တာနက်ပေါ်မှာသူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးတပုံတွေကပြန့်နှံ့လာခဲ့ပါပြီ။ဟိန်းဝေရလက်ထက်မဲ့သူတို့သမီးလောင်းလေးဟာတော်တော်လေးကိုရုပ်ရည်ချော်မော်လပကစက်တရေရှိနေတာကိုမြင်တွေ့ရပါတယ်။ဒါအပြင်စိုးပြည့်ခြင်းလို့ရက်ပူတူတူလေးမဟုတ်ပဲအရက်ရှိကြီးနဲ့မလို့တော်တော်လေးကိုဟိန်းဝေရနဲ့လိုက်ဖက်မှုရှိနေတာဖြစ်ပါတယ်။ဟိန်းဝေရလက်ထက်မဲ့သူတို့သမီးဟာပိုက်ဆံကျန်းသာကြွယ်ဝတဲ့ဒူဒေးသမီးဖြစ်ကရုပ်ရည်ကလည်းချော်မော်လပလို့ဟိန်းဝေရနဲ့အတူနေနဲ့လားရွှေနဲ့မြလို့လိုက်ဖက်ညီတာဖြစ်ပါတယ်။ ဒါပေမဲ့လဲချိုကတော့ဟင်းဝေရန်ဟာစိုးပြစ်ဂျင်နဲ့နာမည်ထွက်ပြီးကမှအခုလိုသူဒေးသမီးကိုယူသွားတာကြောင့်စိုးပြစ်ဂျင်နဲ့လက်မထက်ဘဲသူဒေးသမီးကိုယူသွားလို့စိတ်မကောင်းချင်နေရတာဖြစ်ပါတယ်။မြန်မာရုပ်ရှင်လောကမှာပြည်သက်တွေအားပေးချစ်ခင်ကြတဲ့မင်းသားမင်းသမီးတွေထဲမှာဟင်းဝေရန်နဲ့စိုးပြစ်ဂျင်တို့အတွဲကထင်ရှားပါတယ်။သူတို့နှစ်ဦးဟာစကားများစွာမှာအတူတွဲဖက်တည်ယူဆောင်ခဲ့ကြပြီးပြည်သက်တွေရဲ့ယင်ထဲမှာနေရာယူထားနိုင်ခဲ့တဲ့အတွဲတွေဖြစ်ပါတယ်။ ဟင်းဝေယံဟာမော်ဒယ်လောကကနေတရုတ်ဆောင်လောကထဲကိုရောက်ရှိလာသူတဦးဖြစ်ပြီးသူ့ရဲ့ခံရတဲ့ရုပ်ရည်နဲ့တရုတ်ဆောင်ပြီးပြင်မှုတွေကြောင့်ပြည်မြန်စွာနာမည်ကျော်ကြားလာခဲ့ပါတယ်။ဆိုပြီးခြင်းကတော့ငယ်စဉ်ကတည်းကအမှုပညာလောကထဲကိုဝင်ရောက်ခဲ့သူဖြစ်ပြီးသူမရဲ့ချစ်စပွဲရုပ်ရည်နဲ့ပါနဲ့တဲ့တရုတ်ဆောင်မှုတွေကြောင့်ပြည်သက်ခိုင်မာရရှိထားတဲ့မင်းသမီးတစ်လက်ပါ။ သူတို့နှစ်ဦးဟာစကားချုံမှာဆက်တင်ဆောင်တွေ့ခဲ့ကြပြီးနောက်ပရိသတ်တွေရဲ့အားပေးမှုကြောင့်အတွဲညီညီတရုပ်ဆောင်ချစ်ခဲ့ကြပါတယ်။သူတို့ရဲ့ဒါရုဘေဒခေဂမက်ဆင်ကဖန်သားပြင်ပေါ်မှာပေါ်လွင်ထင်ရှားတာကြောင့်ပရိသတ်တွေကလည်းသူတို့နှစ်ဦးကိုတကယ်ချစ်သူတွေလို့မြင်ပြီးယုံမက်တဲ့စကားတွေမှာအတူတွဲဖက်မြင်တွေ့ရဖို့တောင်းဆိုခဲ့ကြပါတယ်။ ဟင်းဝေရံနဲ့စိုးပြည့်ဇင်တို့ဟာရုပ်ရှင်ကားကြီးတွေဗီဒီယိုစကားတွေနဲ့ရုပ်တံဇလန်တွဲများစွာမှာအတူတွဲဖက်သရုပ်ဆောင်ခဲ့ကြပါတယ်။သူတို့ရဲ့အထင်ရှားဆုံးစကားချို့ကတော့ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပြီး အောင်မြင်မှုတွေလည်းရရှိခဲ့ပါတယ်။အချစ်စကားတွေမှာ သူတို့နှစ်ဦးရဲ့ချစ်သူဆုံးတွဲအချစ်သရုပ်ဆောင်မှုတွေကပရိသတ်တွေကိုဖန်ဆနိုင်ခဲ့တယ်လို့ထေမာစကားတွေမှာလည်းစကောင်ရဲ့ခန်းစားချက်တွေကိုပြပြပြင်းပြင်းဖော်ကျူးနိုင်ခဲ့ပါတယ်။ဟင်းဝေရံနဲ့စိုးပြည့်ဇင်တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှုတွေကြောင့် သူတို့ရဲ့ဇကားတွေဟာပြည်သက်အားပေးမှုမြင်မာခဲ့ပါတယ်မြမရုပ်ရှင်လောကမှာလည်းသူတို့နှစ်ဦးရဲ့အတွဲဟာနမီကြော်ကြတဲ့ဆုံတွဲတွေတွေချစ်ယက်တီနေခဲ့ပြီးနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့မင်းသားမင်းသမီးအတွဲတတွေအတွက်စံပြတစ်ခုလည်းဖြစ်ခဲ့ပါတယ်ယနေ့အချိန်ထိလည်းဟင်းဝေရဲနဲ့စိုးပြည့်ဇင်တို့ရဲ့အမှုပညာလှူရှာမှုတွေကိုပြည်သက်တွေကစိတ်ဝင်စားစောင့်စိုးပြည့်ဇင်နဲ့နမီထွက်နေပေမဲ့မွန်ပြည်နယ်ကခရိုနီသူဒေးနဲ့ယူတော့မယ်လို့သတင်းထွက်နေတဲ့ဟင်းဝေရဲ့ စိုးပြည့်စင်နဲ့လက်ထက်မယ်လို့သတင်းတွေထွက်ပြီးကာမမွန်ပြည်နယ်မော်လမြိုင်မြို့ခရိုနီသူဒေးသမီးနဲ့ယူတော့မယ်လို့သတင်းတွေထွက်နေတာကတော့ဟင်းဝေရဲ့အစိုးပိုင်းမှာတော့ဟင်းဝေရဲ့ဟာစိုးပြည့်စင်နဲ့လက်ထက်တော့မယ်လို့သတင်းတွေထွက်နေကြတာပါဒါပေမဲ့လည်းတကယ်တမ်းတော့ဟင်းဝေရဲ့လက်ထက်မဲ့သူကစိုးပြည့်စင်မဟုတ်ဘဲနဲ့မွန်ပြည်နယ်မော်လမြိုင်မြို့ကထိတ်တန်းခရိုနီသူဒေးကြီးရဲ့သမီးဖြစ်လာခဲ့ပါတယ်